ားပါရှင်။ဘောမခက်တဲ့တရင်ဌာနမှပြန်နေကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးမေလ26ရက်နေ့မြန်မာနိုင်ငံစိတ်ဝင်စားဝယ်ထိတ်တန့်ရောက်တရင်များကိုစီရင်ခံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတရင်နေနဲ့မြန်မာရေဖြည့်ရှင်ရရင်စစ်ကောင်စီရွေးကောက်ပွဲကအာဆီယံဦးစားပေးမဟုတ်ပဲရွေးကောက်ပွဲကြောင့်ပဏိပကအခြေအနေပိုဆိုးလာလိမ့်မျိုးမလေးရှားနိုင်ငံခြားဝန်ကြီးတွေပေးဆွဲတဲ့တရင်ဖြစ်ပါရရှင်။ ဆရာနာသိန်းထားသောမြန်မာနိုင်ငံတွင်နှစ်ဖက်ဖြစ်ပွားနေသောနိုင်ငံရေးပြဿနာနှင့်ပဏိပကကိုဖြေရှင်းရာတွင်စစ်ကောင်စီရွေးကောက်ပွဲမှာအာဆီယံဦးစားပေးမဟုတ်ဘဲရွေးကောက်ပွဲကြောင့်ပဏိပကအချိန်နှင့်ပိုဆိုလာနိုင်ကြောင်းမလေးရှားနိုင်ငံသားရေးဝန်ကြီးကရှမ်းပန်းနေတဲ့ရင်းဆောင်ရှင်းလင်းပွဲတွင်ထုတ်ဖော်ပြောဆိုသည် စစ်ကောင်စီကဂျင်းပိုင်ရန်စီစဉ်နေသည့်ရွေးကောက်ပွဲသည်အာဆီယံဥစားပေးအရေးကိစ္စမဟုတ်ကြောင်းရွေးကောက်ပွဲသည်နိုင်ငံတကာတွင်အမှန်တရားကိုဖုံးကွင်းရန်လုပ်နေသည့်အပြင်ဆင်တစ်ခုဖြစ်လင်းလုံးဝအထိပ်ပဲမရှိကြောင်းရွေးကောက်ပွဲကြောင့်ပဏိပကအခြေအနေပိုဆိုလာနိုင်ကြောင်းမြမရေးဖြည့်ရှင်ရမှာအာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုအကောင့်ထည့်ဖို့ရန်ဖြစ်ကြောင်း၎င်းကပြောဆိုသည် ရွေးကောက်ပွဲဟာအာဆီယံအတွက်ဦးစားပေးအရေးမဟုတ်ပါဘူး။ဒါတကယ်ပဲနိုင်ငံတကာလောကရဲ့မျက်စိရှိမှဖုံးကွယ်ဖို့အတွက်အပြင်ဆင်လုပ်တာတစ်ခုပဲဖြစ်ရင်တော့အတိတ်ပဲမရှိပါဘူး။ရွေးကောက်ပွဲကအခြေအနေတွေကိုပိုဆိုးလာနိုင်စေပါတယ်။စစ်ကောင်စီအနေနဲ့အာဆီယံပုံသဘောတူညီမှု၅ချက်ကိုလိုက်နာဖို့တောင်းဆိုပါတယ်ဟုမလေးရှားနိုင်ငံခြားဝန်ကြီးကပြောဆိုသည်။အာဆီယံအနေဖြင့်စစ်ကောင်စီထံသို့ရှင်းလင်းပြသတေချသောသတင်းစကားပေးပို့ထားပြီး အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲဖော်ပြီးမှသာလင်းရွေးကောက်ပွဲနှင့်ပတ်သက်၍ဆွေးနွေးမှုများလှုပ်ဆောင်ရမည်ကိုပြောဆိုထားပြီးဖြစ်ကြောင်းအားလုံးပါဝင်သောညှိနှိုင်းမှုလုပ်ငန်းစဉ်အောင်မြင်ပြီးမှသာမြန်မာနိုင်ငံ၏စစ်မှန်သောဒီမိုကရေစီအစိုးရတစ်ဖွဲ့ဖွဲ့စည်းနိုင်မျိုး၎င်းကဆိုသည်မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးသံတမန်တအူကို၃နှစ်သက်တမ်းအတွက်အမြဲတမ်းခန့်အပ်ရန်အဆိုပြုချက်နှင့်ဆက်လင်း၍အာဆီယံအဖွဲ့အတွင်းသဘောတူညီထားကြောင်းသိရှိရသည်မြန်မာအရေးပြည်ထနာသည်မြန်မာနိုင်ငံတစ်ခုရဲ့ပြည်ရင်းရင်မဟုတ်တော့ပဲဒေသရင်းပြည်ထနာဖြစ်လာနေကြောင်းအထူးသဖြင့် ်မြန်မာနိုင်ငံမှာနေဆက်ဖြတ်ကျော်ရာဇဝမှုများငွေကြေးခွာချမှုများကြားပြန့်လိမ်လည်မှုများကြောင့်ဒေသရင်းပြဿနာဖြစ်လာနိုင်ကြောင်းမလေးရှားတနိုင်ငံတွေကမြန်မာနိုင်ငံမှာရိုဟင်ဂျာဒုက္ခသည်2သိန်းကျော်ကိုလက်ခံထားရကြောင်း၎င်းကဆိုသည်ဆလဘီစစ်ကောင်စီကိုအခွန်လေးရင်စီနှင့်နေပညာများပံ့ပိုးနေသည့်အာဆီယံဒေသရင်းကုမ္ပဏီများစီရင် GFN ထုတ်ပြန်ဆွဲသတင်းကိုတင်ဆက်ပေးပါမယ်ရှင် အရှေ့တောင်အာရှနိုင်ငံများအသင်းအာဆီယံဖွဲ့ဝင်နိုင်ငံများရှိကုမ္ပဏီ54ခုသည်စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းအထိစစ်ကောင်စီနှင့်စီးပွားရေးဆက်နွယ်မှုများကိုဆက်လက်ထိန်းသိမ်းထားရှိကြောင်း Justice for Myanmar ကထုတ်ပြန်သည်။မေလ24ရက်နေ့ရက်စွဲပြင်ထုတ်ပြန်ထားသည့် Justice for Myanmar GFA အစီရင်ခံစာတွင်စစ်အုပ်စု၎င်းတို့ထိန်းချုပ်ထားသည့်ကုမ္ပဏီများနှင့်စီးပွားရေးဆက်နွယ်မှုများကိုဆက်လက်ထိန်းသိမ်းထားသည့်ကုမ္ပဏီ9ခုအမည်များကိုဖော်ပြသည်။ အဆိုပါကုမ္ပဏီများမှထိုင်းနိုင်ငံ၏အစိုးရတစိတ်တပိုင်းပိုင်း PTTEB မလေးရှားရေနံတွင်ဝန်ဆောင်မှုကုမ္ပဏီ ENI Group စင်ကာပူအခြေစိုက် Internet Resources BNI နိုင်ငံပိုင်း Vital Global Investment စင်ကာပူသွေးလုပ်ငန်းကုမ္ပဏီများဖြစ်ကြသည့် Grimley Akama, Natural Forest နှင့် Valency, မလေးရှားနိုင်ငံ၏ Mommy Double Decker နှင့်ထိုင်းနိုင်ငံ၏ CB Group နှင့်စင်ကာပူကုမ္ပဏီ Chrislite Group တို့ဖြစ်ကြသည်ထိုကုမ္ပဏီများ၌အချို့သည်ပထမဆုံးချိန်ထုတ်ပေါ်ခံရခြင်းဖြစ်ပြီး၎င်းတို့သည်ဆဲအုပ်စုထိန်းချုပ်ထားသည့်အရေးနည်းနှင့်သဘာဝတန်ငွေသွေးလုပ်ငန်းကဏ္ဍမြေနေရာငားရမ်းမှုနှင့်အခွင့်ပေးချိန်မှုများမှတစ်ဆင့်ဝင်ငွေကုန်များပံ့ပိုးပေးခြင်း၊လေယာဉ်စီဆက်သွယ်ရေးနှင့်စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာများထောက်ပံ့ခြင်းတို့ဖြင့်ပြည်သူများပေါ်ဆဲအုပ်စု ုကျွန်းလွန်လျက်ရှိသည့်အကျန်းဖက်ဆက်စင်ရေးကိုအားပေးကူညီကြတဲ့ GFN ကဆိုသည်အာဆီယံကမြန်မာစစ်အာဏာသိမ်းကောင်ဆောင်မြန်အောင်နိုင်သဘောတူညီခဲ့သည့်ကျန်းဖက်မှုများကိုချက်ချင်းရပ်တန့်ရန်ပုံသဘောထား၅ရက်ငြိမ်းချမ်းရေးအစီအစဉ်ကိုဖော်ဆောင်နေမှု၄နှစ်ကျော်ကြာလာခြင်းနှင့်ဆွေအုပ်စုကအာဆီယံဘွဲ့ဝင်နိုင်ငံများရှိသည့်ကုမ္ပဏီများနှင့်၎င်းတို့အစိုးရများ၏ပတ်ဝန်းကျင်ပတ်သက်မှုဖြင့်အရက်သားများအပေါ်ကျန်းဖက်တိုက်ခိုက်မှုအရှိန်တိုးမြှင့်လှုံ့ဆော်လာနေကြောင်း GFN အစီရင်ခံစာရင်းဖော်ပြသည်။ ကော်ပိုရိတ်တွေရဲ့ကြံရပါမှုကိုဖြည့်ရှင်မှုအာဆီယံရဲ့ပြက်ကွက်မှုကဆဲအုပ်စုကိုသူတို့ရဲ့အကြံဖက်ဆက်စင်ရေးတွေတိုးမြင့်လှုံ့ဆော်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ဆဲအုပ်စုအကြံဖက်ဆက်စင်ရေးအတွင်းအရက်သားပြည်သူထမောင်းများစွာကိုတက်ဖြတ်ခဲ့ပြီးတမောင်းများစွာကိုနေရဆွန့်ခွာစေခဲ့တာဖြစ်ပါတယ်ဟု GFN ပြောရေးဆိုခွင့်ရှိသူမယေနာမောင်ကပြောသည်။ နိုင်ငံတကာတန်ခတ်ပိတ်ဆို့မှုတွေကဆဲအိုစုကိုဖေချင်မှုစူးစမ်းနေချိန်မှာအာဆီယံဒေတာရင်းကုမ္ပဏီတွေကဆဲအိုစုစီးပွားရေးလုပ်ငန်းစုကြီးတွေဆဲအိုစုထိန်းချုပ်မှုအောက်ကတရားမဝင်နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေနဲ့ပုံမှန်တိုင်းစီးပွားဆက်လုပ်ကိုင်နေကြပြီးဆဲအိုစုရဲ့ဗန်နာငွေတွေနဲ့လင်းရင်စီရနေတာကိုပိတ်ပင်မှုအတွက်စူးစမ်းအားထုတ်မှုတည်တည်လေးကိုတောင်ထိခိုက်ပြက်ပြားစေခဲ့တာဖြစ်ပါတယ်ဟုလည်းမျက်ရည်နာမောင်းကပြောသည် စီအိုဆိုတန်ဘဏ္ဍာငွေနှင့်လေရင်စီများပေးအပ်ရာတွင်အာဆီယံခြေစိုက်စီးပွားရေးလုပ်ငန်းများနှင့်အဖွဲ့ဝင်အစိုးရများ၏အရေးပါသည့်ပအဝင်ပတ်သက်မှုများသည့်စီအိုဆိုတန်လက်နက်နှင့်လေရင်စီတင်ပို့မှုများအားပိတ်ပင်ရေးအခွန်ငွေစည်းစိမ်မှုများအားရပ်တန့်ရေးရေးယူဆောင်ရွက်ရန်အာဆီယံအဖွဲ့အစည်းများ၏ပြတ်ကွက်ခဲ့ခြင်းကြောင့်သာဖြစ်ကြောင်း GFA အစည်းအဝေးခန်းစာတွင်ရေးသားထားသည် အာဆီယံအဖွဲ့ဝင်အစိုးရများအနေဖြင့်ဆီအိုဆွေဘဏ္ဍာငွေဆက်လက်နဲ့ဆက်ပစ္စည်းကရိယာနေပညာနဲ့လေရင်စီရရှိနေမှုအားအမြန်ဆုံးဖြတ်တောက်ရန် Justice for Myanmar ကတောင်းဆိုသည် ။စီးပွားရေးကုမ္ပဏီများသည်လည်းစစ်အုပ်စုတံငွေပေးချေမှုအလုံးဖြတ်တောက်ရမည်ဖြစ်ပြီးလေရင်စေးရောင်းချပေးမှုအားရပ်တန့်ရမည်ဖြစ်ကာထိုလေရင်စေးများသောစကိုင်းတိုင်းတွင်ရှိစာသင်ကျောင်းတစ်ကျောင်းမှကလေးငယ်22ဦးနှင့်ဆရာမ2ဦးအသက်ဖြတ်ခဲ့သည့်မေလအတွင်း၄ကျောင်းတိုက်ခိုက်မှုကဲ့သို့ရက်ဆက်ကြံကြုံလာသည့်၄ကျောင်းတိုက်ခိုက်မှုများလုံဆောင်နိုင်ခြင်းဖြစ်ကြောင်း GFN ကထောက်ပြသည်။ အာဆီယံအနေဖြင့်အရက်ဘတ်အဖွဲ့အစည်းများတောင်းဆိုထားတဲ့အတိုင်းမြန်မာလူထုကိုယ်တိုင်ဦးဆောင်သည့်ဖြည့်ရှင်နေလန်ကျောင်းအားပံပိုးကူညီရအတွက်မအောင်မြင်သည့်ဘုံသဘောထားငှားရက်ကိုကျော်လွန်၍ချင်းကလုတ်ဆောင်ရလန် Justice for Myanmar အစည်းအဝေးခန်းစားရင်တိုက်တွန်းထားသည် ဆလဗီရုရှားနှင့်စစ်ကောင်စီနိုင်ငံတကာတရားစီရင်ရေးမှအပြန်အလှန်ကာဝေးရေးစာချုပ်ချုပ်ဆိုဆွဲတဲ့တင်ကိုတင်ဆက်ပေးပါမယ်ရှင်။နိုင်ငံတကာတရားစီရင်ခြင်းမှအပြန်အလှန်ကာဝေးပေးရေးသဘောတူစာချုပ်ကိုရုရှားနှင့်စစ်ကောင်စီတို့ကရုရှားနိုင်ငံစပိန်ပီတာစပယ်မြူရီမီလာ23ရက်ကချုပ်ဆိုခဲ့ကြောင်းထုတ်ပြန်နေ။အဆိုပါစာချုပ်ကိုစပိန်ပီတာစပယ်မြူရီ73ချိန်မြောက်ပြည်ပြည်ဆိုင်ရာဥပဒေရေးရာဖိုရမ်တို့တက်ရောက်နေတဲ့စစ်ကောင်စီပြည်ထောင်စုရှင်းနေချုပ်ထောက်သေးတာဦးနဲ့ ရုရှားနိုင်ငံတရားရေးဝန်ကြီး HE Mr. Constant Chuchenko ကိုလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။စာချုပ်အရရုရှားနှင့်စစ်ကောင်စီတို့ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာအစီအစဉ်2024-2025အရ2025ခုနှစ်အတွက်ဆောင်ရွက်သည့်နှစ်နိုင်ငံဥပဒေရေးရာဆွေးနွေးပွဲများသို့နှစ်နိုင်ငံကိုယ်စားလှယ်များဆွေးနွေးခဲ့သည်ဟုဖော်ပြထားသော်လည်းစာချုပ်ပါအကြောင်းအရာများကိုအသေးစိတ်ဖော်ပြထားခြင်းမရှိပေ။ စကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကို2018ခုနှစ်တွင်ရိုဟင်ဂျာများအလူမျိုးတုံးတပ်ဖြတ်မှုပြင်ရှခုနှစ်ဖေဖော်ဝါရီလတွင်အာဂျင်တီးနားတရားရုံးကဖန်ရန်ထုတ်ထားသလိုရုရှားသမ္မတဗလာဒီမာပူတင်သည်လည်းယူကရိန်းကျူးကျော်ဆဲအတွင်ရုရှားထိန်းချုပ်ထားသောယူကရိန်းဒေသမှကလေးသင်ငယ်များအားဥပဒေမဲ့အထမရွှေ့ပြောင်းမှုတွင်တာဝန်ရှိကြောင်းဆွဆွဲသည့်ဖြင့်နိုင်ငံတကာရာဇဝတ်ရုံး ICC ကဖန်ရန်ထုတ်ထားသည် ဆလဘီမန္တလေးစည်းကျူအနေရှိအင်ဝဘန်လုံခြုံရေးကိစ္စဆက်သားချင်းချင်းပြစ်ခတ်မှုဖြစ်ပွားပြီးဆက်သားတို့ဒေသုံဆွေတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ မန္တလေးမြို့ဇေဇိုနိုင်စင်အနေရှိအင်ဝါဘန်နင်ဂိတ်ဆောင်နေသောစစ်သားချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းဒေသပြည်သူများကရှန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောဆိုသည်မေလ25ရက်နေ့မွန်းလွဲ12နာရီကျော်ခန့်ချိန်ဇေဇိုနိုင်စင်84လမ်းနဲ့26လမ်းတောင်ရှိအင်ဝါဘန်တွင်လုံခြုံရေးဂိတ်ဆောင်နေသောအကြံဘက်စစ်သားများအချင်းချင်းကစားကားများရန်ဖြည့်ရမှာအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်ရှင်းပစ်ခတ်မှုတွင်တနက်တန်9ချက်ထွက်ပေါ်ခဲ့ပြီးပစ်ခတ်မှုဖြစ်ပွားသည့်နေရာကိုအကြံဘက်စစ်ကောင်စီတပ်သားများရောက်ရှိလာပြီး လမ်းမြပိတ်ဆို၏နာယကများဖြင့်စစ်သားတို့ကိုလာရောက်ခေါ်ဆောင်သွားကြောင်းသိရှိရသည်စေအစုချင်းချင်းတနက်နေ့ပြတာပထမ၄ချက်နဲ့ဒုတိယချိန်၃ချက်တနက်တန်9ချက်လောက်ပြတဲ့စစ်သားတို့သိဆုံးသွားလို့နှာရီကနဲ့လာတင်သွားတဲ့ဟိုဒေသပြည်သူတို့ကပြောဆိုသည်ထို့သောပြကတ်မှုဖြစ်ပေါ်ပြီးနောက်ဈေးကျုံနေနာရှိဈေးတဲ့တို့သည်ဆိုင်များပိတ်ခေါဈေးတဲ့များနဲ့ဈေးဝယ်များလည်းထွက်ပြေးတိတ်ရှောင်ခဲ့ရကြောင်းသိရှိရသည် မန္တလေးမြို့နေရအနှံတွင်စစ်သားရဲပြူစောအထင်းနှင့်အပြာရယူနီဖောင်းဝတ်ထားသောရဲရွာလုံခြုံရေးအဖွဲ့ရဲကြီးအုပ်ချုပ်ရေးအဖွဲ့မိသားနှင့်စီပင်တွေတောင်းချမ်းနေပြီးလမ်းမော်ဂိတ်ဖွင့်ငင်းညှစ်ခြင်းလက်နက်ပြမိုက်ကြီးခွဲခြင်းလောင်ကစားနှင့်မူရင်စီရောင်းဝယ်လုပ်ငန်းများကိုစက်ကြီးကောက်ခြင်းထောင်နှံများကိုခိုးဆိုးလုပ်ရမှုကျူးလွန်စေပြီးခိုးရပါပစ္စည်းတွေခွဲဝေရယူခြင်းများလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရှိရသည်